ရင်ချေတအာချီတဲ့ကနေငွေသားသမီးမိတ်ဆွေများအတွက်2025ခုနိုဝင်ဘာလတလတာရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာဒီလိုကိယုံဟောရတော့ကျွန်တော်လည်း ground ကြိုက်ပြီးဟောရတယ်လို့ပဲပြုနည်းနည်းလေးတော့ဘဝဆိုတာတိုက်ပွဲဆိုသလိုပဲနည်းနည်းလေးတော့ဘဝမုံနဲ့လေးထန်တတ်တယ်သို့တော့တစ်ဖက်ကကြည့်ရင်လည်းဒီလိုအချိန်ဟောရတာတော်တော်အားရဖို့ကောင်းတယ်လူတယောက်ရဲ့ဘဝမှာယာရုတိုးရင်လည်းဒီကိန်းအလုတ်ပြုတ်ရင်လည်းဒီကိန်းထိတ်ဆုံးတက်သွိုင်းလည်းဒီကိန်းအောက်ဆုံးပြုတ်ကြရင်လည်းဒီကိန်းအတဲ့ကြတော့ကျန်တယ် ကိုယ့်ဘက်မှာလည်းမူတည်တယ်ကိုယ့်ဘက်ကပိုင်ပိုင်နိုင်နိုင်ကြာကြာနာပြီးပြင်လုံနိုင်တဲ့ကိစ္စမျိုးတွေမှာအောင်မြင်မှုအကြီးကြီးရတာပြီးတော့မရေမရာမဆုံးမဖို့သွားလုပ်ခဲ့ရင်လည်းဆုံးရှုံးနေတာမို့ကြီးမားတတ်ပါတယ်ဒါကြောင့်တင်းငွေသားသိမိတ်ဆွေများဒီလိုကာလာမျိုးမှာဖြူမှာဆိုရင်ဖြူပြီးတော့နောက်မဆုံးသတားမဲမှာဆိုရင်လည်းမဲပြီးတော့လုံမှာဆိုလုံရက်မှာဆိုရက်နော်အထူးသဖြင့်ကတော့အပြောင်းလဲအစ်စ်အစမ်းနေအလွန်ကောင်းတယ်လက်ရှိအလုပ်ကနေပြီးတော့ထွက်ပြီးတော့နောက်အလုပ်များလုပ်ရမလားစိတ်ကူးနေလှုပ်ချလိုက်တော့ထွက်လိုက်တော့ပြောင်းလိုက်တော့ အိမ်တဲ့နေရာတဲ့အစီအစဉ်တဲ့အခြေအနေတွေဟိုအဝဲပြည်ပနဲ့ဆက်နွယ်ချိတ်ဆက်တဲ့လုပ်ငန်းမျိုးတွေခရီးသွားပြီးလုပ်ရမယ့်လုပ်ငန်းမျိုးတွေဘဝရဲ့အပြောင်းအလဲအချို့အခွေကိစ္စတွေအလွန်ကောင်းတယ်အိမ်စာဦးနေရာထိုင်ခင်းအလုပ်နေရာအိမ်နေရာကိစ္စခရီးသွားလိုက်တဲ့ယူပို့ဆောင်ရေးကိစ္စဆွေမျိုးသားချင်းတွေနဲ့အလုပ်တွဲလုပ်မဲ့ကိစ္စတွေစူးစမ်းတဲ့အချိန်ဖြစ်ပါတယ်မထင်မှတ်ဖက်နဲ့ပညာရေးဆိုင်ရာသင်တန်းဆိုင်ရာညီတို့ဖုန်းလုံးနဲ့ပတ်သက်တဲ့အခွင့်အရေးကောင်းပေါ်တတ်တယ်ကိုလိုချင်တဲ့ဖုန်းလေးရတယ်လို့တယောက်ကနေဖုန်းလေးလက်ဆောင်ပေးတယ်လို့ဒါမှမဟုတ်လိုချင်တဲ့ဖုန်းလေးဝယ်နိုင်သွားပြီလို့ဆိုတာမျိုးလည်းဒီလိုကိမျိုးမှလာပြီးကြုံရတာပါတယ် ခါတိုင်းအခြေအနေတွေတဲ့ရန်ရွယ်အနောက်ရှိလေပုံများတာဒါတော့တတိပြုကဲဒါကြောင့်တင်းငွေသားသမီးမိတ်ဆွေတို့ရေလုံကြီးတိုတိုတင်းတင်းဝက်လောက်ရင်လည်းကတော့မှကြိုက်ပြီးတော့ကို့အစွမ်းအစတော့ပြရမယ်ဂိမ်းတော့ရောက်လာပါပြီဒီလိုဂိမ်းမျိုးမှာကံရင်အပမို့ရဖို့ဆိုရင်အနီရောင်တို့ချက်သွေးရောင်တို့ခရမ်းရောင်တို့များများပါတော့အဝေးအစားသုံးဆောင်တွေကိုအားပြုတ်ပြီးတော့ဝတ်ဆင်သုံးသွားပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုအုံညုံကလေးသုံးညုံပို့ပြီးတော့အုံညုံလေးသုံးညုံနဲ့ရိုက်ပုတ်ပြီးတော့ဆူတောင်းဘယ်နဲ့ချက်ရဲမဟုတ်ဘူး ဘယ်နဲ့ခါရဲမဟုတ်ဘူးတရိယာရင်ရိုက်ပြင်ရိုက်အာရင်လည်းရိုက်စိတ်ညစ်လည်းရိုက်ပျော်လည်းရိုက်နေပြီတော့ဒီလိုကိမျိုးမှာကို့အတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကဏ္ဍတွေကတက်ကဏ္ဍ၃ကဏ္ဍတွေဖြစ်ပါတယ်ခင်ဗျအဲ့တော့အိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်ရွေးမယ်အယောင်းဝဲဈေးစကားတွေတတ်မှတ်မယ်အချင်းချက်ဘယ်နေ့ကောင်းလဲဘယ်နေ့ကောင်းလဲဆိုရင်တက်ကဏ္ဍ၃ကဏ္ဍတွေကကို့အတွက်ကံကောင်းအကျိုးပေးပါလိမ့်မယ် 这种味道你没觉得个？今年啊，爸阿婆也是在播，所以阿豆在喵，苗给烤来豆、南泥豆、喏、毛线杆豆、蒙地豆、喏、小地豆、五颜花叶豆、水白乌豆、喏、这个，给阿豆的苗苗，人家说比较嘛路边树豆啊，哦，阿爷介绍，仔仔慢慢吃的嫩苗的啵，给你爷爷记得介绍吃的出来嫩苗的嘛？阿弟，阿豆在苗苗路边咯，给澳大利亚也是人家话是，没水阿龙，今年我哩也冬至龙阿高红嘞，就把那木人家话是怎么样？ ဆက်လက်ပြီးတော့သတင်းမဟာတာအကြီးပါတော့တနင်္လာသားသမီးမိတ်ဆွေများအတွက်2025ခုနိုဝင်ဘာလတလတာရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာဒီလိုဂိမ်းမျိုးကိုဟောရတာအစအစအရာရာအတွက်တဝက်တစ်ပိုင်းတော့စိတ်အေးသက်သာရာရပြီဗျကဲစာမေးပွဲတဝက်အောင်နေပြီရာဓုတဝက်တိုးနေပြီအော်အိမ်စာဦးနေရာတိုင်းကိစ္စလေးစီစဉ်နေတာတဝက်အောင်နေပြီအာငွေကြေးကိစ္စအယောင်မကိစ္စတဝက်အောင်နေပြီကျန်တဲ့တဝက်ကတော့ဆက်ပြီးစူးစမ်းကြတာပေါ့နော်အဲ့ဒါအဲ့တော့ ဒီလိုဒီလိုဒီချိန်လေးကလေကံအဆိုးနဲ့အကောင်ကုနေတဲ့ဆက်ကုမမကူဂျားကလာလေးဖြစ်နေတော့လူကကောင်းမှလို့လို့ဆိုးမှလို့လို့ရှေ့ထူမှလို့နောက်ဆိုးမှလို့လို့အလုတ်ပဲဆက်လို့မှလို့လို့အလုတ်ကထွက်ရမှလို့လို့ဒီမှာမနေချင်တော့ငါတော့ဘုန်းကြီးသွားဝင်ကောင်းမလားဒီလိုက်ရှင်သွားဝင်ကောင်းမလားဒါမျိုးလေးတော့ဖြစ်တတ်တယ်ကိုယ်တိုင်တောင်မတင်မကြမရေများဆိုတော့ဆွေမျိုးသားချင်းတို့မိတ်ဆွေတို့ကြီးစားတို့နော်အိမ်တောင်ဘက်တို့မိသားစုတို့ကလည်းဟာသူစကားနှင်းနေစားမနေ့ကပြောတော့တမျိုးကိုတမျိုးပါလားဆိုတာ ਈ တော့ဖြစ်နေတတ်တယ်။ကဲအဲ့တော့စိတ်အေးအေးကောင်းအေးလေးနဲ့ စ조사တဲ့အချိန်ရှေ့မှာကောင်းတဲ့ကောင်းလိမ့်မယ်မကြခင်ကို့ရည်ရွယ်ချက်တွေအောင်မြင်တဲ့အသည့်အဝတ်ကြာကြာနာလှလှပပခံစားရတော့မှာပဲဗျအဲ့တော့ဒီချိန်လေးမှာတော့စိတ်နှခွပြစရာလေးတွေစိတ်ရှုပ်ထွေးစရာလေးတွေရှိနေအောင်မယ်ဒုက္ခအနေနဲ့ပြဿနာကြီးကြီးမားမားမဟုတ်ပေမဲ့စပင်လေးနှချောင်းသုံးချောင်းလောက်ဖြူအောင်စိတ်အောင်ကြလေးရှိနေတတ်တယ်စိတ်တွေရှုပ်ထွေးပြီးအေးပြက်အစားပြက်အစားမဆေးမှာ ကျမ်းမာရေးထိခိုက်တတ်တာလေးလည်းသိတော့ပြုရမယ်အချိန်စိုးဝါတော့မရှိတော့ဘူးရှေ့မှာကောင်းတယ်ကောင်းတော့မယ်အထူးသဖြင့်ဒီချင်းကလုပ်ငန်းအသစ်တွေထူထောင်တာတို့ကိုဘွားရဲ့အရေးကြီးတဲ့ရည်ရွယ်ချက်ကြီးတွေကိုအခြေတည်တာအစပြုတာဖောင်ဒေးရှင်းချတာတွေကိုပြုလုပ်တဲ့အချိန်ငွေရလူဝအကြံဉာဏ်တွေစုထည့်ပြီးတော့လုပ်ငန်းထူထောင်တာအခြေတည်တာမျိုးတွေပြုလုပ်တဲ့အချိန်ကျမ်းဖန်ပြီးအကျွေးရတင်တတ်သေးတယ်တင်စရာရှိလေပန်မနေနေလားတင်ပလိုက်ပက်စနေပါလိချီငါဆွဲယုံပြီးတော့လုပ်ငန်းထူထောင်တာတွေအိမ်အစာဥဆိုင်ငန်းနေရာတိုင်းကိစ္စစီစဉ်တာမျိုးတွေပြုလုပ်ခဲ့ပါတယ်လို့နော် ကဲအဲ့တော့မကြခင်ကောင်းတော့မှာဒီအချိန်လေးမှာကိုဘက်ကရင်းနှီးမြုပ်နှံကြရရှိတာတွေမြုပ်နှံရအောင်ဒဲလာသားသမီးတွေကဒီလိုကိမျိုးမှာကံရင်အပမို့ရဖို့ဆိုရင်နီညိုရအောင်လို့ခရမ်းရအောင်လို့မြန်မြန်ပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆောင်သွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုစားထုတ်လေတို့ကဲစားလေးတစုံလောက်ကိုပေါ့ဗျာလက်ကိုက်မော်လာလေးနဲ့ထုတ်ပြီးတော့စားထုတ်လေးနဲ့တို့ပြီးထုတ်ပြီးဆိုတော့ဘယ်နဲ့ချက်ထုတ်အမှန်မှန်အနေနဲ့ပြင်းတိုင်းထုတ်အားတိုင်းထုတ်ဘာလို့အမှန်မသိထုတ်နေနော်အဲ့ဒါပျော်လဲထုတ်နေ ဒီချိန်မျိုးမှာကို့အတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကဏ္ဍတွေက1ကဏ္ဍ2ကဏ္ဍအဲ့နံပါတ်6နံပါတ်ကားနံပါတ်တွေရွေးမယ်ဟာအယောင်ဝယ်ဈေးစကားတွေတတ်မှတ်မယ်အချင်းအချင်းနာယီဒီနီတွေရွေးမယ်ဆိုရင်1ကဏ္ဍ2ကဏ္ဍနေရာကို့အတွက်ကံကောင်းလက်ရှင်စီပါလိမ့်မယ်ကတဲနာသားသမီးတွေကကံရဲ့အပမိုးရဖို့ဆိုရင်စီလူတန်းနဲ့ကုသိုလ်လေးပြုလို့ရအောင်တနိုင်တစ်ပိုင်းပေါ့ဗျာကို့အတန်းနဲ့ကုစီလေးငါးကြတတ်တတ်တိုင်းတပိတ်တတ်တတ်တိုင်းပိတ်တာတသိမ့်မဲ့တတ်နိုင်တတ်နိုင်စီနဲ့ပတ်သက်တဲ့အလှူဒါနကုသိုလ်ကောင်းမှုပြုပါအထူးသဖြင့်အာဒီနေ့အရေးကြီးကိစ္စရှိတယ်ဆိုတဲ့နေ့မျိုးကြရင် ဲ့ဒီစီလှူဒန်းတဲ့ကုသိုလ်လေးပြုတ်ပြီးတော့ကံရင်အပံပိုးရရှိကြပါစေခင်ဗျာကဲမိတ်ဆွေအားလုံးကံညာဝရိယ၃ချက်လုံးအာကောင်အောင်လဲကျုပ်ပန်းတော်မူနိုင်ကြပါစေအပြီးတော့အစင်လာတအားကြီးပါတော့အင်္ဂါသားသမီးမိတ်ဆွေများအတွက်2025ခုနိုဝင်ဘာလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာဒီလိုဂိမ်းမျိုးကိုဟောရတာတော်တော်ဝမ်းသာမိတယ်မကြေပွဲတွေနှောရမယ့်အချိန်မကြေပွဲတွေအောင်မြင်မယ့်အချိန်ပြ ကိုပေဖြစ်တုန်းကခံရတာမြအခုတူဖြစ်တဲ့အလဲကိုရောက်ပြီးအင်္ဂါသားသမီးကိုယင်။ဒါကြောင့်ရှေ့မှာဘာတွေအစမပြေဖြစ်ခဲ့တာရှိသလဲ။အာရွေချက်တွေတို့လိုတလမ်းဖြစ်ခဲ့တယ်အလုပ်တွေရထားခဲ့တယ်ဆိုတာမျိုးတွေရှိခဲ့ရင်ဒီချိန်မှာပြန်ဆဖို့အလွန်ကောင်းပါပြီ။ခက်ခဲတဲ့ကောကြံ့ကြာပိတ်ဆို့နေတဲ့ကိစ္စတွေပြန်ပြီးအစင်ပြေချောမွေးတတ်တယ်။ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလောက်ဖို့ကံမတီနဲ့ပြန်လဲဆုံးစီရတတ်တယ်။သုံးမီလို့အောင်းမိတဲ့ငွေတွေဖြစ်စီတွေပြန်ဝင်လာတတ်တယ်။မုံလှပါတယ်ဆိုတဲ့သူတွေကတော့ပြန်ပြီးပြုံးပြလာမယ်ကိတ် မခေါ်ခြင်းမပြောခြင်းပါဘူးဆိုတဲ့သူတွေကတောင်အမလီခေါ်ခြင်းလာကြီးရဲ့ပြောခြင်းလာကြီးရဲ့ဖြစ်လာမယ်ဂိမ်းမျိုးညနာရီလဲအပွင့်လုံကုန်မယ်နော်အဲ့ဒါတော့ကိုတော်သားနဲ့ကိုပေါ့အဲ့ဒါအဲ့တော့ငွေဟောင်းပစ္စည်းဟောင်းတွေပေါ်လာတတ်တယ်လို့ကြီးစားဟောင်းတွေလည်းပြန်ပေါ်တတ်တယ်နော်ယောဂဟောင်းပြဿနာဟောင်းရန်ဟောင်းတွေလည်းနည်းနည်းတော့ယူဆိုင်ကိုတိုးတက်အောင်မြင်လာတာငွေတွေရှင်လာတဲ့အပေါ်မှာမနာလို့အပြိုင်ဆိုင်တွေလည်းပေါ်လာလိမ့်မယ်ကဲပေါ်တော့လဲဘရော့ပေါ့အလားတမင်တက်တက်ကိုကိုညစ်တာတို့ရန်လုံကြောက်တော့အမှုပကြားညာဆိုတာရှိတတ်ပေမဲ့ကိုကံကောင်းရင်ရောက်ပြီမို့ ်တင်းငါသားသမီးတို့ရေလက်ခမောင်းခတ်ပြီးတော့ပဆိုင်ရင်သာကြီးကြီးပြောင်းကန်ပြီးတော့ကြော်ကြော်ပါပါကြီးစူးစမ်းကြပါစို့နော်မိုးရွာတော့မှရေခမ်းကြပါစို့လို့နော်ဒီချိန်မှာငွေကန်ကောင်းမယ်ဝင်ရုံးဝင်စင်မဟုတ်တဲ့ငွေတွေဝင်လာလိမ့်မယ်ဝင်ငွေနှမျိုးနှစ်ဆတိုးတာမျိုးတွေအလုပ်တွေနှမျိုးနှစ်ဆတိုးဝချဲရမျိုးတွေဖြစ်လိမ့်မယ်ရွှေတို့ရန်နာပစ္စည်းလက်ဝက်လက်စားတွေစုဆောင်းမိတတ်တယ်ကားတို့ယင်တို့စက်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်အိမ်စာဦးနေရာထိုင်ခင်းအလုပ်နေရာအိမ်နေရာနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ် ကာသမီအောက်လက်ငယ်သားအလုတ်သမားမောင်နှမသားချင်းတို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေအောင်မြင်တတ်တယ်။မိမိဥဆောင်ပတ်သက်ပြီးတော့အလူမင်္ဂလာပွဲလမ်းတပင်များပြုလုပ်ရတဲ့ဂိမ်းမျိုးလည်းဖြစ်ပါတယ်ဗျာ။စာချုပ်စာတမ်းစင်းစရာကိစ္စလေးနည်းနည်းတရီတာလမ်းမှာခရီးဖက်နာတို့တွိုင်းလိုက်ငွေပြောက်ပစ္စည်းပြောက်ဖုန်းပြောက်အဲ့ဒါလေးတော့တရီတာအင်္ဂါသားသမီးတွေကဒီလိုကာလမျိုးမှာကံရင် အပမို့ရဖို့ဆိုရင် မိဖို့ရအောင်လို့အဖြူရအောင်လို့ငွေရအောင်လို့များများပါတော့အဝတ်အစားသုံးဆောင်လေးကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွယ်ပါ ်ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုကျက်တုံဦးလေးတို့ဖြူဖြူနေနေပါကျက်တုံဦးဆိုရလေးနဲ့တို့ခောက်ပြီးတော့ဆူတောင်းဒီကာလမှာကုတ်အတွက်ကံကောင်းလိုက်ရွှင်စေမယ့်နံပါတ်တွေကဏ္ဍနေက7ကဏ္ဍခုံကဏ္ဍအိနံပါတ်6နံပါတ်9နံပါတ်တွေရွေးမယ်ဟာအယောင်းဝယ်ကင်းကဏ္ဍဈေးကဏ္ဍဈေးကစားကားတွေတတ်မှတ်မယ်အချိန်ကျက်ဘယ်နေ့ဘယ်နာရီကောင်းလဲဆိုရင်အင်္ဂါသားသမီးများအတွက်7ကဏ္ဍခုံကဏ္ဍနေကကုတ်အတွက်ကံကောင်းလိုက်ရွှင်စေပါလိမ့်မယ်အင်္ဂါသားသမီးတွေကဒီလိုကိန်းမျိုးမှာကံရင်အပံမိုးရဖို့ဆိုရင်ခလေးတွေကိုမုံငွေကျွေးပါ ကလေးတွေပျော်သွားအောင်မှုံဝေကျွေးအဲ့တော့ကို့နားမှာကလေးတွေတယုံယုံပျော်နေကြရဲ့ကို့မှာလည်းအယောင်ဝရီကောင်းလုပ်ငန်းတွေအောင်မြင်လက်တွေရွှင်ဖြစ်နေလိမ့်မယ်။နောက်ကိုဝင်ဆောင်အမျိုးသမီးတွေမိဖွားကစားကလေးတွေနဲ့ပတ်သက်လို့လည်းတတ်နိုင်တယ်များလေးကုသိုလ်ကောင်းမှုတွေလုပ်ပေးပါ။ဩကိုဝင်ဆောင်အမျိုးသမီးတွေမိဖွားကစားကလေးတွေမှာလိုအပ်တဲ့အသုံးဆောင်တို့အဝတ်အထည်တို့ဈေးဝါတို့စသဖြင့်ပေါ့နော်။ကို့နားပါဝင်ညမှာရှိလဲအားဒါလေးကုသိုလ်ကောင်းမှုလုပ်ကိုနာလက်တကမ်းမရှိလဲဟိုဈေးုံဈေးကနေသွားလိုက်အမလီပိုက်ကြီးတကားကနေတွေ့လိမ့်မယ်တချို့ခင်ဗျာ ဒီဆေးလေးတစ်မျိုးအတွက်ရင်တမမဖြစ်နေရတာလေးဒီအဲ့လိုကုံကြားဆေးလေးတွေမတတ်နိုင်လို့ကိုတတ်နိုင်တဲ့လောက်လေးထောက်ပံပေးကမ်းလိုက်ပါကိုညီလိုက်ပါနော်ပံပိုးလိုက်ပါကိုဝင်ဆောင်မျိုးသမီးတွေကိုကိုအိမ်ကိုမိသားစုထဲမှာကိုဆွေမျိုးရင်းမိတ်ဆွေရင်းထဲမှာကိုဝင်ဆောင်တဲ့နမိတ်သားသမီးရတနာဖွားမြင်တဲ့နမိတ်ကြုံရင်တော့ထလာကပြီတော့အင်္ဂါသားသမီးတို့ရေအဲ့ဒီနမိတ်ကကို့အတွက်အထူးကံကောင်းပါလေလို့ကဲအဲ့တော့အင်္ဂါသားသမီးတွေကကလေးတွေပျော်သွားအောင်ကုသိုလ်ကောင်းမှုလုပ်အထူးသဖြင့် အရေးကြီးကိစ္စရှိတဲ့နေမျိုးမှာအဲ့လိုကလေးတွေကိုမုံလေးကိုအောင်တနိုင်တပိုင်းတန့်နှံ့တလောက်လေးကျွေးတဲ့ကုသိုလ်လေးကျုပ်ပြီးတော့ကံရင်အပံပိုးရရှိကြပါစေမိတ်ဆွေအားလုံးကံညာဝရိယ၃ချက်လုံးအာကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေခင်ဗျာပြီးတော့ရန္နာထုတ်တွင်နေမျိုးမဲ့မဟာဗုဒ္ဓတို့အတွက်2025ခုနိုဝင်ဘာလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာဒီလိုကိမျိုးကိုဟောတာတော်တော်လေးတော့စိတ်ချမ်းသာမိပါတယ် ဇနကမင်းသားတင်မောပြည့်ဒုက္ခရောက်တဲ့အချိန်မှာမဏိမေခလာပေါ်လာသလိုမျိုးပုဒ္ဓသသမီးတို့ရေဘာအခက်ခဲရှိသလဲငွေအခက်ခဲလားအလုပ်အခက်ခဲလားပညာရေးလားနိုင်ငံခြားကိစ္စလားကို့မှာကြုံနေတဲ့အခက်ခဲကိုကုညီပံ့ပိုးမဲ့သူတွေပေါ်လာတတ်တယ်ဒီအခက်ခဲအကြတဲ့ကနေလွတ်မြောက်ရလွတ်မြောက်ကြောင်းထွက်ပေါက်တွေပေါ်လာတတ်တယ်ရှေးစရာကြီးတွေကတော့တရားမကင်ဆိုင်ခြင်းနဲ့တရားမင်းကလည်းဟာချလောင်းဆိုပြီးတော့မမအောင်ပေါ့ဗျာကို့ဘက်ကလည်းတရားမကျင်အောင်တော့ ကုသိုလ်ကောင်းမှုလေးတွေဘာသာရေးအဋ္ဌံကိစ္စလေးတွေတော့လုပ်เสียရှိတာလုပ်အခုကျွန်တော်ပြမဲ့ရေးတာလေးလည်းတေချာလုပ်ပေါ့နော်မိတ်ဆွေကောင်းဆရာကောင်းတွေလည်းတွေးတတ်တယ်ဘာသာရေးနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေပညာရေးနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေအောင်မြင်တတ်တယ်ကောင်းသောခရီးဖျားမှုခရီးအချိုးထုမဲ့ခရီးတွေသွားရတတ်တယ်မိမိဦးဆောင်ပတ်သက်ပြီးတော့အလူမင်္ဂလာပွဲလမ်းသဘင်တွေလောက်ရတတ်တယ်ဝင်ရိုးဝင်စင်မဟုတ်တဲ့ငွေတွေပစ္စည်းတွေဝင်လာတတ်တယ်လက်ဆောင်ရတာဟာကတော့တာလက်ဆောင်ပေးတာစသဖြင့်နော်ချီးမြှင့်တာကားနဲ့ပတ်သက်တဲ့ ကားတို့ယင်တို့စက်တို့ဆိုင်ကယ်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေဆိုင်ကန်းတို့မြေကွက်တို့ဖုန်းတို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေလည်းအောင်မြင်တတ်တယ်။တခုရှိတာကဒီလိုကိန်းမျိုးမှာကိုယ့်အကံကတအားကောင်းပြီးတော့ဆွေမျိုးရင်းမိတ်ဆွေရင်းလောက်ပေါ်ကမ်းဘက်တို့တို့တော့ဥပင်တော်ကလေးကြီးမာတတ်တယ်ပေါ့နော်။ဘွားဟဲ့လူရင်းထဲကအမှုကင်းတို့စေယုံစေကန်းတို့နာရီတို့ဒါမျိုးတွေလာပြီးနှွှဲရတတ်တယ်။အဲတော့ကိုယ့်အတွက်တော့ကောင်းပါတယ်နော်။အဲဒီဆွေမျိုးမိတ်ဆွေတို့တို့တော့ဥပင်တော်ကလေးများရတတ်တယ်။အထူးသဖြင့် ဆွေမျိုးကဒဇိန်လုံးဖြစ်ပြီးတော့အဲ့ဒဇိန်တွေကဆွေမျိုးလို့ကိုယ့်အတွက်အကျိုးထူထပ်တဲ့ဂိမ်းမျိုးဖြစ်ပါတယ်ဗျဒီလိုဂိမ်းမျိုးမှာကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်နှစ်ကြိမ်နှစ်ခါနှစ်မျိုးနဲ့ဆက်နေတယ်လုံနေရတာတဲ့ဟဲ့အကျွေးသွားတောင်းမလားနှစ်ကြိမ်တောင်းရတာတဲ့ပတ်စံသွားချီမလားနှစ်ကြိမ်ချီရတာတဲ့လူကြီးနဲ့သွားတွေ့တဲ့ကိစ္စရှောက်လွားတဲ့ကိစ္စနှစ်ကြိမ်ကြိုးစားရဆိုတာမျိုးတော့ဖြစ်တတ်တယ်ကဲမိတို့ပင်ဆိုစီကမူကံကြမ္မာရွှေမုံငွေမူရွာတဲ့အခိုက်မှာတို့လူသားသမီးများရေအရာမီကြိုးစားပြီးတော့ထီပေါက်မဲပေါက်စုရရာတူးတိုးတို့ကံထူးမဲ့အခြေအနေတော့ပေးနေပါပြီ ကိုယ့်ဘက်ကအရမီချိုးစားပါစို့ဘောလူသားသမီးတွေဒီလိုကင်းညို့မှာကံရင်အပံမို့ရဖို့ဆိုရင်ညညို့ရအောင်ရွှေရအောင်များများပါတော့အဝိဇာသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်လုံးသွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဆန်းအထုပ်လေးတစ်ထုပ်ကဲဆန်းလေးလက်တစ်ဆုပ်လောက်ကိုလက်ကင်မော်ထားလေးနဲ့ထုတ်ပြီးတော့အဲ့ဆန်းထုပ်လေးနဲ့တို့ပြီးထုတ်ပြီးဆိုတော့ဘယ်နဲ့ချက်ဘယ်နဲ့ခောက်ရမလို့မမင်းနဲ့ပြင်းရင်ထုနေအားရင်ထုနေနော်စိတ်ညစ်လက်ထုပျော်လက်ထုအားလားရောင်းမမပန်းပွင့်မတက်ဆင်ပြီးသားဖြစ်နေလိမ့်မယ် ဒီလိုကိမျိုးမှာကောက်ကိုအတွက်ကံကောက်လိုက်ရွှင်စေမယ့်နံပါတ်တွေကဏ္ဍတွေက6ကဏ္ဍ9ကဏ္ဍတွေဖြစ်ပါတယ်။အိမ်နံပါတ်ခြံနံပါတ်ကဏ္ဍတွေရွေးမယ်အယောင်ဝယ်ဈေးစကားတွေတတ်မှတ်မယ်။အချိန်ကျန်နာရီတွေရက်တွေရွေးမယ်။ဆိုရင်6ကဏ္ဍ9ကဏ္ဍတွေကကိုအတွက်ကံစားအကျိုးပေးအားကောင်းပါလိမ့်မယ်ဗျာ။ဘုရုသားသမီးတွေကကံရဲ့အပမိုးရဖို့ဆိုရင်ငွေ9ကဏ္ဍလှူဒါန်းနဲ့ကုသိုလ်ကောင်းမှုတွေလုပ်ပါ။ကိုလည်းဟိုအလင်းတင်လို့လည်းလှူနေလို့ရတယ်လို့အထူးသဖြင့်အရေးကြီးကိစ္စရှိတယ်ဟေ့ဆိုတဲ့နေမျိုးကြရယ်ငွေ9ကဏ္ဍလူကြီးမိဘဆရာသမား လှူလို့ရတာပေါ့နော်ဒါဒါကြီးအကုန်ကြမြန်မာကြောင်ရင်လည်းကိုယ်ရင်ကလူကိုယ်ကိုပြန်လှူပေါ့နော်အေးမဇီယိုနီကပြောလို့ရေယောက်ျားကြီးရောနင့်ကငါငွေငါးခန်းလှူတာတို့မိမကြီးနင့်ကငါငွေခန်းငါးနဲ့လှူတယ်နော်ပေးချင်းပေးကိုရဲပေးပေါ့ဘလို့ဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ငွေ9ခန်းဆိုတော့900ပဲဖြစ်ဖြစ်9000ပဲဖြစ်ဖြစ်9000ပဲဖြစ်ဖြစ်သိန်း900ပဲဖြစ်ဖြစ်ကဲငွေကန်9ခန်းလူတဲ့ကုသိုလ်လေးပြုတ်ပြီးတော့ပုံလူသားသမီးများအရေးအကြောင်းကြီးငယ်ရှိတဲ့အခါဒီမှာကံရင်အပံမိုးရရှိကြပါစေမိတ်ဆွေအားလုံးလည်းပဲ ကံညာဝရိယ၃ချက်လုံးအားကောင်းအောင်ဂျိုပန်တော်မူနိုင်ကြပါစေခင်ဗျာဆက်လက်ပြီးတော့ယရနာထေးမဲ့ကြာလာပရိသသမီးမိတ်ဆွေများအတွက်2025ခုနိုဝင်ဘာလတလတာရွှေစကားငွေစကားခေါ်ကြချက်များဖြစ်ပါတယ်ခင်ဗျာဒီလိုကိမျိုးကိုဟောရတာတော့အားရစရာပါပဲကံကခုဘက်ကပါနေပြီ ဆာမေးဘောရဲ့အအောင်ပေးခြင်းနေပြီကန်တရာကိုဘကဖြေတော့ဖြေရမှာပေါ့ကြိုးတာကြိုးစားတော့ကြိုးစားမှာပေါ့နော်အဲ့တော့ခါတိုင်းကာလတွေတဲ့နည်းနည်းလေးတော့ပို့ပြီးပင်မမ်းမယ်ပို့ပြီးကြိုးစားရလိမ့်မယ်သို့တော်လဲပင်မမ်းအကျိုးကြိုးစားအကျိုးနဲ့မချင်းဖြစ်ပါတယ်အောင်မြင်ခြင်းကံတကားတွေဟာကိုရှေ့မှာပွင့်လူပွင့်ငင်ကလေးကိုအားလေးနည်းနည်းထက်တွန်းလိုက်တာနဲ့အဲ့ဒီအောင်မြင်ခြင်းကံတကားတွေကွန့်သွားမှာပါကဲဒါကြောင့်ဂျာလာဝေးသားမိမိတ်ဆွေများဘာတွေစိတ်ကူးထားတယ်လဲဘာတွေရည်ရွယ်ထားတယ်လဲဘာတွေဖြစ်ချင်တယ်လဲဒီချိန်မှာငွေအားလိုအားအကြံအားသုံးပြီးတော့စူးစမ်းတဲ့နဲ့ လုပ်ငန်းအသစ်ထူထောင်တာတို့လက်ရှိလုပ်ငန်းကိုတိုးမှချက်မှအချိန်မြင့်မှတို့ကောင်းတယ်အပြိုင်အဆိုင်အကျိတ်နဲ့စူးစမ်းမယ်ကိစ္စတွေလုပ်ငန်းပြိုင်ဆိုင်ပြိုင်ဈေးကွက်ပြိုင်ကဲသားသမီးပြိုင်နှောင်းကားပြိုင်ကိစ္စတွေစူးစမ်းမလားအပြိုင်ဆိုင်ကိစ္စတွေလည်းကောင်းတယ်ပြည်တွင်းပြည်ပခရီးကောင်းတွေကြုံရတတ်တယ်ကိုယ့်စီကိုယ်လည်းတရင်ကောင်းဧည့်သည်ကောင်းတွေရောက်လာတတ်တယ်ကိုယ်လည်းကောင်းသောခရီးတွေသွားရတယ်သားသမီးအောက်လက်ငယ်သားအလုပ်သမားညီကိုမောင်နှမတွေနဲ့ပတ်သက်တဲ့ဝမ်းသာစရာတွေလည်းကြုံရကြရတတ်တယ်ကဲဒါကြောင့် စ조사조ပင်မအကျိုးနတ်မချင်းဖြစ်ပါတော့ကြောင့်ဂျာသရီသားသမီးတို့ရေလုံကြီးသားဒေါက်တာတင်းတင်းဝက်လောရလန်ကောင်မှကြိုက်ပြီးတော့ကဲအာပါတရ조사ရအောင်အစွမ်းပြရမယ်အချိန်တော့ရောက်ပါပြီလို့ဗေဒင်စရာပြောတိုင်းဟာကြလောက်ဆိုပြီးတော့မဖြစ်ဘူးပေါ့နော်အဲ့တော့ဂျာသရီသားသမီးတွေကကံရင်အပမို့ရဖို့ဆိုရင်အပြာရောင်တို့ဖက်ဖူးစင်းရောင်တို့များများပါတော့အဝေးစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးကြပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုတံပြာသီးလေးတစ်လုံးနဲ့တို့ပြီးခောက်ပြီးဆူတောင်း လက်ချိုးကတံမရာသည်အစ်စ်ကရှားတယ်တံမယိုတံမယိုသည်ဆိုတာကိုရလားတဲ့ကဲတံမရာသည်ပြပြတံမယိုသည်ပြပြတံမယောသည်ဖြစ်နော်အဲ့တံမရာဆိုတဲ့ဥစ္စာနဲ့ခောက်ရင်ပြီးတာပါပဲသတိရတိုင်းခောက်ပြင်းတိုင်းခောက်အားတိုင်းခောက်ပြောလဲခောက်ထိတ်ညစ်လဲခောက်နေပြီးတော့နော်အဲ့ဒါဘေးကယောက်ျားကြီးလဲသွားခောက်မယုံမဲ့ဈေးအောင်နေနဲ့နော်သူပါရောက်ပြတ်သွားအောင်မဲ့ဟောဒီကာလအတွင်းမှာကြာရွေးသားသမီးတွေနဲ့ကံကောင်းလက်ချွင်စီမဲ့နံပါတ်တွေကဏ္ဍတွေကတိကဏ္ဍခွန်ကဏ္ဍတွေဖြစ်ပါတယ် အိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ်အခန်းနံပါတ်တွေရွေးမယ်음အယောင်ွယ်ဈေးစကားတွေသတ်မှတ်မယ်အချိန်အချက်နာရီတွေရွေးမယ်ဘာညာဆိုရင်တစ်ကနန်းခွန်ကနန်းတွေကကိုယ့်အတွက်ကံကောင်းလိုက်ရွှင်စေပါလိမ့်မယ်ခင်ဗျာကြာပိသားသမီးမိတ်ဆွေတွေကကံရဲ့အပမိုးရဖို့ဆိုရင်ဖြော်ရည်အေးတမျိုးမျိုးလှူဒါန်းတဲ့ကုသိုလ်ပြုပါမြတ်စွာဘုရားမှာပဲလူလူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုနော်အဲ့တော့အဲနေ့စဉ်ရက်ဆက်သဘောမျိုးလှူနေလို့လည်းရတယ် ထူးသဖြင့်ကတော့အာဒီနေ့အရေးကြီးကိစ္စတွေလုပ်ငန်းတွေရှိတယ်ဟဲ့ဆိုတဲ့နေမျိုးကြရင်ဒါလေးတတိတိယလှူပြီးဆူတောင်းမှာပေါ့နော်ကဲအဲ့ဒီကုသိုလ်လေးပြုတ်ပြီးတော့ကြာပရိသတ်သမီးများကံရဲ့အပါမှုရရှိကြပါစေမိတ်ဆွေအားလုံးလည်းပဲကံဉာဏ်ဝရိယ၃ချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေခင်ဗျာဆက်လက်ပြီးတော့စိန်ရွှေကြောက်ယရနာတွေကိုဇေတောက်ခါကစားမဲ့တောက်ကြသာသမီးမိတ်ဆွေများအတွက်2025ခုနိုဝင်ဘာလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာ ဒီလိုဂိမ်းမျိုးကိုဟောရတာတော်တော်ဝမ်းသာစိတ်ချမ်းသာမိပါတယ်လူတယောက်ရဲ့ဘဝမှာຢာတို့တိုးတယ်လို့အခြေအနေအဆင့်တန်းတွေညံ့တက်သွားတယ်လို့ဟာလုပ်ငန်းတွေတိုးနိုင်ချက်နိုင်နေအိမ်အင်္ဂါလေးကနေအိမ်ပိုင်ဖြစ်သွားပြီကားအစုပ်ကလေးကနေကားအကောင်လေးဖြစ်သွားပြီဟာဝင်ငွေလာတာတွေတိုးတယ်ဆိုတာမျိုးတွေကဒီလိုဂိမ်းမျိုးမှာလာပြီးကြုံရတတ်ပါတယ်ကို့ဘဝရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ကြီးကြီးမားမားအောင်မြင်ဖို့အခြေအနေကောင်းပေးတဲ့အချိန်ဖြစ်ပါတယ် နေတင်စရာပြောတိုင်းဟာချက်လောင်းဆိုပြီးတော့မဖြစ်ဘူးเนาะကိုစူးစမ်းနေရင်ဖြစ်မယ်လို့ပြောတာကဲအဲ့တော့ကံကြမ္မာရွှေမုံငွေမိုးကတော့ရွာပြီးတောက်ကြသားသမီးတွေကိုယ့်ဘက်ကအရမီစူးစမ်းရအောင်ယာတူးဘွဲ့တူးစုတူးဂုံတူးကိစ္စတွေအလုံးကောင်းတယ်နိုင်ငံသားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေကိုယ့်အတွက်ပဲဖြစ်ဖြစ်မိသားစုတွေအတွက်အတွက်ပဲဖြစ်ဖြစ်အဲ့ဒါတွေအလုံးကောင်းတယ်ကားတို့ယင်တို့စက်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေနောက်အိမ်ဆောင်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်ယာတူးကိစ္စ အလုံနေရအိနေရကိစ္စအဲ့ဒါမျိုးတွေအလွန်ကောင်းတယ်ကို့အတွက်အစဉ်ပြေတဲ့အတွက်ဆွေမျိုးသားချင်းမိတ်ဆွေတွေတောင်ကောင်းသောကူညီထောက်ပံ့နိုင်ခြင်းမျိုးပြုလုပ်နိုင်တတ်ပါတယ်ဗျာကဲဘသူအလုပ်လေးလုပ်ဖို့ရော့ငါအရင်ကြီးထုတ်ပေးမယ်ဘသူပညာရေးကိစ္စရော့ငါကူညီမယ်ဘသူနိုင်ငံခြားကိစ္စရော့ငါစီစဉ်ပေးမယ်စသဖြင့်ကောင်းသောကူညီထောက်ပံ့နိုင်ခြင်းတွေတောင်ပြုလုပ်နိုင်မယ့်အချိန်ဖြစ်ပါတယ်ကဲအဲ့တော့ပျော်ပျော်ပါပါဝမ်းမတသာကြိုးစားမယ်အချိန်တော့ရောက်ပါပြီမှတ်ချက်သားသမီးအောက်လက်ငယ်သားတို့အလုပ်သမားတို့တပည့်တပန်းတို့နဲ့ပတ်သက်လို့ ရေရင်းရေငန်ရေပိုက်နဲ့ပတ်သက်လို့အိမ်မွေးတိရစ္ဆာန်နဲ့ပတ်သက်လို့တော့နည်းနည်းလေးစိတ်နှောက်ချဖြစ်ရတာတဲ့။နောက်ကြသားသမီးတွေကကံရင်အပံမိုးရဖို့ဆိုရင်အပြာရောင်တို့အဖြူရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆောင်သုံးကြပါ။ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုနှင်းစီပန်းကလေးသုံးဝင်ဘာရောင်မဲဖြစ်ဖြစ်နှင်းစီပန်းသုံးဝင်နဲ့ရိုက်ပုတ်ပြီးစုတော့တချို့ကလာသေးတယ်နှင်းစီပန်းအားတဲ့ဟိုပလတ်စတစ်နှင်းစီပန်းနှင်းစီပန်းအတုရလာတဲ့ မင်းရင်မရဘူးတော့မရှိဘူးရိုက်ချင်ရိုက်ဈေးရောင်းတော့လည်းအတူကြီးပဲရောင်းရလိမ့်မယ်အကျွေးရွှေရောင်းရလိမ့်မယ်နော်ကဲအဲ့တော့နင်းစီပန်အစ်လေးတော့ရပါဗျာနင်းစီပန်သုံးပွင့်နဲ့ရောင်းရင်လည်းပစ္စည်းတွေကိုရိုက်ဖို့ပြီဆိုတော့ဒီကလာမှကို့အတွက်ကံကောင်းလက်ရှင်စေမယ့်နံပါတ်တွေကနန်းတွေက၈ကနန်း၉ကနန်းတွေဖြစ်ပါတယ်အဲ့နံပါတ်ဂျန်နံပါတ်ကန်းနံပါတ်အခန်းနံပါတ်တွေရွေးမယ်အယောင်ဝယ်ဈေးစကားတွေတတ်မှတ်မယ်အချိန်ချက်နာရီတွေနေ့ရက်တွေရွေးမယ်ဆိုရင်၈ကနန်း၉ကနန်းတွေကကို့အတွက်အကျိုးထူးကံကောင်းစေပါလိမ့်မယ်တောက်ကြသားသမီးတွေက အရေးကြောင်ကြီးငယ်ရှိတဲ့အခါကံရဲ့အပံမှုရဖို့ဆိုရင်ကော်ဖီနဲ့ကိတ်မုံတွဲဆက်ပြီးတော့လှူဒါန်းတဲ့ကုသိုလ်လေးပြုပါအောင်။မြတ်စွာဘုရားမှာပဲလှူလူလူကြီးမိဘဆရာသမားအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနာပြုပြုကော်ဖီနဲ့ကိတ်မုံအတွဲလိုက်လေ။နေ့တိုင်းမဟုတ်ရင်တောင်းမှပဲ။ဟာဒီနေ့အရေးကြီးကိစ္စရှိတဲ့ဟေ့ဆိုတဲ့နေ့မျိုးမှာအဲ့ဒါလေးလှူဒါန်းတဲ့ကုသိုလ်လေးပြုပြီးတော့ကံရဲ့အပံမှုရရှိကြပါစေခင်ဗျာ။မိတ်ဆွေအားလုံးလည်းပဲကံညာဝရိယ၃ချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေခင်ဗျာ။ လက်ပြီးတော့အခြေပွားစီမဲ့စနေသားသမီးမိတ်ဆွေများအတွက်2025ခုနိုဝင်ဘာလတက်လာတာ ရွှေစကားငွေစကားပေါ်ကြခြင်းများဖြစ်ပါတယ်ခင်ဗျာဒီလိုကိမျိုးမှာကစနေသားသမီးတွေကမိမိအတွက်ပဲဖြစ်ဖြစ်မိသားစုတဲကအတွက်ပဲဖြစ်ဖြစ်နိုင်ငံခြားနဲ့ပတ်သက်တဲ့ရွေးချယ်အစီအစဉ်ကြိုးစားရင်အလွန်ကောင်းတယ်ပညာရေးဆိုင်ရာဘယ်တင်တဲ့မယ်လို့ဘယ်စာအုပ်ဖြစ်မယ်လို့ဘာပွဲလေးယူအောင်ပါလို့ ဆိုတဲ့ကိစ္စတွေစုတူပွက်တူကိစ္စတွေယာတူးနဲ့ပတ်သက်တဲ့ကိစ္စတွေအဲ့ဒါတွေအလုံးကောင်းတယ်အဲ့တော့အချိန်နေပေးလာလေးတွေကိုကြိုးစားပန်းနာလုပ်ရအောင်အချိန်နေမပေးတာတွေတော့ဇွန်းမလုပ်နိုင်အောင်ဒီအချိန်လေးကလေနည်းနည်းလေးစိတ်မောလူမဖြစ်စရာလေးတွေများလာလို့ကျန်ကဇင်းလုံးကြောကြီးမကောင်းတာဘူးအထူးသဖြင့်ကတော့မနိုင်ဝင်နေထမ်းရတာတဲ့ကိုယ်လုပ်ငန်းကိစ္စတွေအပြင်ဆွေမျိုးကိစ္စအပေါင်းအသင်းကိစ္စရရွာကိစ္စတာရေးနာရေးကိုကောင်းမှမဖြစ်စေနေတာတဲ့ အဲ့မဲ့လူကထွက်ပြေးခြင်းနဲ့ဆိုတာမျိုးဖြစ်တတ်တယ်ငါဒီအိမ်မှာမနေတော့ဘူးလူငါတီလာခြင်းသွားဖို့တော့မှငါဖုန်ကြီးသွားဖို့တော့မှအဲ့လူကနေထွက်တယ်ကွာဆိုတာမျိုးဖြစ်တတ်တယ်နည်းနည်းကတော့ပါသေးခါရရင်ပြောရတယ်စိတ်ယူပေါက်ပြီးတော့အလုတ်ကနေထွက်ပလိုက်တယ်တွေးတဲ့ယောက်ျားတွေးတဲ့မိန်းမနဲ့ကောက်ယူပလိုက်တယ်ဘာမှုတနဲ့လင်မယားချင်းကိုရတဲ့သမီးစားချင်းပြတ်တယ်ဆိုတာဒီလိုကိမျိုးမှလာပြီးဖြစ်တတ်တယ်စနေသားသမီးတို့ကြီးအဲ့တော့လေကိစ္စမဟုတ်ခေါင်းအေးအေးနဲ့လှလာလေးတော့ချီတက်ရအောင်နော်ဟိုကားရရင်ကြောပိတ်တယ်လို့မျိုးဒုက္ခတက်တယ်ကြီးလည်းမရဘူး ဇင်းလုံးလည်းမချောဘူးအဲ့တော့လင်းကျောပိတ်နေတယ်ခကြီးပြက်လည်းမပြက်ဘူးခကြီးလည်းမဖြောင်းဘူးပေါ့အဲ့တော့ရှေ့ရကားရွေ့ကိုလည်းလိုက်ရွေ့ရှေ့ရကားရက်ကိုလည်းလိုက်ရက်အချိန်နေကြည့်ပြီးတော့ကဲစူးစမ်းမယ်အချိန်လေးဖြစ်ပါတယ်ခေါင်းအေးအေးစိတ်အေးအေးလေးနဲ့စူးစမ်းရအောင်အဲ့လိုမဟုတ်ရင်သူများအဆိုးကကိုအဆိုးသူများလုံအောင်ကိုအလုံးသူများအမအကိုအမတွေဖြစ်ကုန်တတ်တာလေးသတိပြုအဲ့တော့ကောင်းတာလေးတွေရွေးလို့ပါအောင်ဒီကိန်းမျိုးမှာဖုန်းနဲ့ပတ်သက်တဲ့ကိစ္စမြင်နဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေအားပြုပြီးတော့စူးစမ်းတဲ့ ਨੇ ကိုယ့်စီကို ဘာသာရေးဆိုင်ရာပစ္စည်းတခုခုဘုရားပုံတော်ဘုံကြီးပုံတော်တရားစာအုပ်တရားကွေပတိအဲ့ဒါမျိုးလက်ဆောင်ရောက်လာရင်တော့ထကပြီးတော့အဲ့ဒီနောက်ကနေပြီးတော့ထိပေါက်တလို့ငွေတွေဝင်လာတတ်တယ်ဝမ်းသာစရာအောင်မြင်မှုကြီးတွေကြုံတတ်တယ်ပြုစနေသားသမီးတွေကံရင်အပါမို့ရဖို့ဆိုရင်တော့အဝါရောင်တို့ရွှေရောင်တို့လိမ္မော်ရောင်တို့မြန်မြန်ပါတော့ဝယ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်သုံးစွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဓာတ်ခက်လေးတစ်လုံးကဲအစင်မြင့်တင်တော်တဲ့ဓာတ်ခက်လေးအားကောင်းတဲ့ဓာတ်ခက်လေးတစ်လုံးနဲ့တို့ခောက်ပြီးတော့ဆူတောင်း ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကနန်းတွေက၈ကနန်း၇ကနန်းတွေဖြစ်ပါတယ်အိမ်နံပါတ်၆နံပါတ်ကနံပါတ်တွေရေးမယ်။အရောင်းဝယ်ဈေးစားတွေတတ်မှတ်မယ်ဆိုရင်ဟလာအချိန်ကျအနာကြီးတွေရက်တွေရွေးမယ်ဆိုရင်၇ကနန်းတွေ၈ကနန်းတွေဟာစနေသားသမီးများအတွက်ကံကောင်းလက်ရှင်စီပါလိမ့်မယ်။ဒီလိုကာလာမျိုးမှာစနေသားသမီးတွေကကံရင်အပံမိုးရဖို့ဆိုရင်မုတ်ဟင်းကားလှူဒါန်းတဲ့ကိုယ်တို့လေးပြုလို့အောင်မြတ်စွာဘုရားမှာပဲလှူလှူအပေါင်းနဲ့မိတ်ဆွေတွေကိုပဲဒါနာပြုပြုအဲ့ဒီကိုယ်တို့လေးနဲ့အတူကဲ ကိုင်းအပံမှုရရှိကြပါစေ။နေ့စဉ်ရက်ဆက်မဟုတ်ရင်တောင်အရေးကြီးကိစ္စရှိတဲ့နေမျိုးတွေမှာမုံရင်ကလေးလှူပြီးတော့အောင်တတ်ဆင်ပါပေါ့။ကဲမိတ်ဆွေအားလုံးကံညာဝရိယ၃ချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေခင်ဗျာ။